ုံတွဲအတွက်ဒါကဒင်တစ်လုံးပါမယ်ပြီးသွားလို့ရှိရင်တော့ဇပွဲခုံအသေးလေးတစ်လုံးရယ်ပြီးတော့အဲကွင်းရယ်ပါမယ်ဒီအဆောင်ကတော့ဒါရေဘိုးကတော့အပီးအစည်းပေါ့နော်ဒါပေမဲ့ဒါကိုပိုင်ဘရိတ်ကာရယ်နဲ့ဆိုရဲခါကျတော့မီးဘိုးကတော့ကိုသုံးတလောက်ရှင်းရမှာပေါ့နော်အစုံတွဲအတွက်တီးတန့်ဒီပေါ့လာချင်းပေးလဲငှလို့လည်းရှိရယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တော့ရက်ချင်းပေးဆိုတာမျိုးလည်းရှိတယ် Wi-Fi က24နာရီရရယ်ပေါ့နော်ပြီးသူက laundry service ပါပါပြီးသားသဘောတရားဒီမှာဒီအဝတ်ရှော့ဆက်ထားပေးထားမှာပေါ့နော်ပြီးတော့ င်္ဂလာပါရှင်အခုကတော့ဒါ40တလန်းနဲ့မဟာဗန္ဓုကလမ်းမပေါ်ပေါ့နော်အဲ့ဒီရောက်နေရပါဒီမှာဆိုရှင်ဒါအိမ်တော်တဲ့အဆောင်ပေါ့နော်အဲခွန်လေးနဲ့ဒါအခန်းကလည်းလောကတက်တက်ရက်လေးပေါ့နော်ကုတင်လည်းပါတယ်အဲ့လိုမျိုးအဲခွန်အေးစိမ့်စိမ့်လေးနဲ့တက်တက်ရှင်ရနေရမယ်အိမ်တော်တဲ့အဆောင်လေးကိုလိုက်ပြပေးပါပါအဆောင်ကတော့ဒီတိုက်ပါဒီတိုက်ရဲ့ပထမတက်ဒီအပေါ်ကအခန်းပေါ့နော်အဲ့တော့အခန်းကိုသာကြည့်ပါမယ် အပေါ်တော့ရောက်လာပါပြီပထမတက်ဆိုတော့ဒါလှေကနည်းနည်းလေးပဲတက်ရတယ်ပေါ့နော်အဲ့တော့ဒီဘက်ကအခန်းကိုအရင်ပြပေးပါမယ်ဒီခန်းလေးရတာနှစ်ယောက်နေလို့ရတဲ့အခန်းပေါ့နော်ဒီမှာဒီစုံတွဲလေးတွေအိမ်အောင်တွေတွေအတွက်အခန်းလုပ်ပေးထားဆိုတော့ဒီခန်းမှာဆိုလို့ရှိရင်လူစုပွဲအသေးလေးတစ်လုံးပါမယ်ပြီးတော့ဟိုခေါင်းထဲမှာအဲကွန်းပါမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဒီဘက်အဝတ်နှမ်းဖို့အတွက်စင်လေးလေးလုပ်ပေးထားတန်းဒီလိုရှိရင်ဒီဘက်မှာကိုပိုင်မီပလက်ခုံရှိမယ်ပေါ့နော် အဲ့တော့အခန်းတိုင်းမှာတစ်ခုကောင်းတာလေဒီမျိုးကိုပိုင်ခွေကိုင်းနဲ့ထားပေးထားဒီလိုမျိုးအဲ့တော့ကိုကအပြင်သွားရမယ်ဆိုလို့ရှိရင်လည်းဒါကိုဘရိတ်ကာကိုချသွားလို့ရရပေါ့နော်အဲအကြောင်းမလို့ဒါတော်တော်လေးအဆင်ပြေလို့ပြောလို့ရရတယ်ပြီးတော့ဒီဘက်မှာလည်းအခန်းလေးရှိသေးတယ်ဒီခန်းလေးကလည်းခုနအခန်းနဲ့ပုံစံတူပဲဇုံရိတ်အတွက်ဒါကဒင်းတစ်လုံးပါမယ်ပြီးတော့လို့ရှိရင်တော့ဇဝဲပုံအသေးလေးတစ်လုံးနဲ့ပြီးတော့အဲကွန်းရံပါမယ် ဒီအစားကတော့ဒါရေဘိုးကတော့အပီးအစည်းပေါ့နော်ဒါပေမဲ့ဒါကိုပိုင်ဘရိတ်ကာရင်းနဲ့ဆိုရဲခါကြောင့်မီးဘိုးကတော့ကိုသုံးတလောက်ရှင်းရမှာပေါ့နော်ဒီအခန်းတိုင်းမှာဘရိတ်ကာရေးပါရဲဆိုတော့လေပြီးဟိုအနောက်ဘက်မှာလည်းအခန်းနေရှိသေးတယ် ဒီခတရောချင်းဒီခကတော့ဒါမိသားစုအခန်းလို့ပြောပါတယ်။ဂရင်ကတော့ဒါအရှိကအခန်းကဂရင်ထက်ပိုပြီးတော့လေကြီးရယ်ပြီးလို့ရှိရင်အဲကွန်းပါမယ်ပတင်းပေါက်လည်းပါမယ်ပြီးတော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ဒါရေချိုးခန်း toilet ပေါ့နော်သူကတော့တီးတဲ့တခန်းလည်းပါပြီးသား ဒီဆောင်းပါကတော့ဒီလိုမျိုးဟိုအစုံတွဲတွေပဲတီးတန့်ဒီပေါ်လာချင်းပေးလဲငှားလို့လည်းရှိရပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကရက်ချင်းပေးဆိုတာမျိုးလည်းရှိတယ်ဟောရက်ချင်းပေးဆိုတဲ့အခါကျတော့ကနေရလာတယ်ပေါ့နော်ဒါပေမဲ့ဟိုတယ်မှာလည်းသွားပြီးမတဲချင်ဘူးဒီလိုမျိုးလေးပဲဟိုဟိုတယ်မှာနေသလိုမျိုးပေါ့နော်အဲကွန်လေးနဲ့ဒါအေးအေးဆေးဆေးလေးဟိုကရက်ပိုင်းလောက်ပဲနေချင်တယ်ဆိုလို့ရှိရင်ဒီမှာရက်ချင်းပေးနဲ့ပေါ့နော်အဲ့လိုမျိုးလည်းငှားနေလို့ရပါတယ်အဲ့မှာကရေချိုးကန်တခန်းရှိမယ်အပေါ်မှာရေတိုင်ကြီးနဲ့အုတ် ကျွန်တော်ကြွေများကတ်ထားအုတ်ကန်လေးနဲ့တိတ်ချလုပ်ပေးထားပါဗျ။ပြီးတော့ဒီဘက်ချမ်းမှာလည်းရေချိုးကန်နောက်ထပ်တစ်ခန်းပါသေးတယ်။သူကအဆောင်ကနေနဲ့အခန်းကြီးများတဲ့အခါကျတော့ဗောနော်ရေချိုးကန်အိမ်သားတွေတော့အောင်အဆင်ပြေလို့ဆိုပြီးတော့ရေချိုးကန်တွေတွားတဲ့တွေကိုအများကြီးပဲထည့်ပေးထားတာပါ။ပြီးတော့ဒါကတော့ရိုးရိုး toilet ဒီဘက်ချမ်းမှာကရိုးရိုး toilet မသွားချင်ပါဘူးဆိုတဲ့သူတွေအတွက်ဘူးထိုင်ဆောင်မှာဆိုလို့ရှိရင်သူက wifi က24နာရီရရပေါ့နော်ပြီးတော့ရေခဲတက်တာလည်းတစ်လုံးပါမယ်ရေခဲတက်တာကတော့ပြီးရင်တော့အနောက်ဘက်ကိုရှိမှာပေါ့နော်လောလောဆယ်တော့ရှိမှာပဲထားရပါတယ်တဲ့ပြီးတော့ဒီအဆောင်မှာနောက်တစ်ခုကောင်းတာကကြာတော့သူက laundry service ပါပါပြီးသားသဘောတရားကြီးမှာဒီအဝတ်လျှော်ချက်ထားပေးထားမှာပေါ့နော်ပြီးတော့အဝတ်လျှော်ဖို့အတွက်ညီမလေးတယောက်လည်းထားပေးထားမယ်သူကနေပြီးတော့ဒီအဝတ်တစ်တွေပေါ့နော်ဒါတထည့်ချင်းသူကယူမှာမဟုတ်ဘူးသူကတကန်ဆိုဘလောက်ပေါ့နော်အဲ့လိုမျိုးလည်းယူမှာဒီအဆောင်မှာနေပြီးတော့ကိုကအမှ ပြောရရှင်တော့ဒီအဆောင်မှာနေပြီးတော့မှဒါနှစ်အောင်လုံးအလုတ်သွားနေရတဲ့အဝတ်တွေပါရှော့မအားခဲ့ဘူးဆိုလို့ရှိရင်လေသူနဲ့အတူတူဒါအဝတ်တွေကိုထားခဲ့ပေးလို့ရရပါတော့ထားခဲ့မယ်သူကရှော့ထားမယ်ပြောရရှင်တော့သူအဝတ်တွေကိုလှမ်းပေးမယ်ပေါ့နော်ပြီးတော့ဒီလိုမျိုး public area တွေပဲသူကတခါရဲတန်ရှင်လုပ်ပေးမှာပြီးလို့ရှိရင်ဒါအဆောင်ပိုင်ရှင်ရဆိုလို့ရှိရင်ဒါအဲစင်းလဲတိုင်ပေးဦးမှာဆိုတာဒါတော်တော်လေးလက်အဆင်ပြေတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါဟိုတယ်မှာနေလို့မျိုးနဲ့နေလို့ရရပါတော့အဲကောကလည်းအေးစိတ်နေရပဲပြီးတော့ coupon breaker နဲ့ဆိုတဲ့ခါကျတော့ဒါမီးခိုးလေးကမျှခံမှာပေါ့နော်အဲလိုမျိုးရရှိတယ်ဒါပေမဲ့အဆောင်အခန်းစင်းလုံးလေးရဆိုလို့ရှိရင်တခန်းကိုဟိုဒါ၃နှင်းကနေ ီးတော့စပြီးရှိပါတယ်ဒီ hostel လေးอ่ะဆိုလို့ရှိရင်ဒါလမ်းထောင်းမှာဖြစ်တဲ့အခါကျတော့ဒါအခန်းဒီထောင်းနဲ့ကတ်တဲ့အခန်းလေးမှာဆိုလို့ရှိရင်ဒါဗဒင်းမောက်တွေပါတော့ဗောနောဗဒင်းမောက်တွေပါတဲ့အခါကျတော့မြေပြတ်သွားလို့ရှိရင်လင်းလုံးလွတ်ထိုင်ရမ်းမဲ့ကောင်းပါတယ်အဒီဘန်ချမ်းမှာတော့ဒါဝရဏာပါဝရဏာလည်းအကျယ်ကြီးပဲ။ညမလေးဆိုဒီမှာအေးစေးအောင်ထိုင်လို့ရဝရဏာကြီးကလည်းအကျယ်ကြီးပဲ အဲ့တော့ဒီ hostel လေးမှာနေဖို့စိတ်ဝင်စားရဆိုလို့ရှင်တော့ဒီဖုန်းနံပါတ်လေးတို့ဆက်သွယ်လို့ရပါတယ်ဒီ hostel လေးကကျတော့ဒါ40တလန်းနဲ့ဒါမဟာဗန်တို့ကလမ်းမပေါ့ဗောနော်အရှိမဆိုလို့ရှင်ဒါဝန်ကြီးများရုံးနဲ့ညနေချင်းဆိုင်မှာရှိပါတယ်အဲ့တော့ဒါပြောရမယ်ဆိုလို့ရှင်အဆောင်ကဒါ တန်တန်ရှင်ရှင်နဲ့ပေါ့နော်ဈေးလေးလည်းမစိုးဘူးလို့ပြောလို့ရတယ်ပြီးတော့ဒီပြောရရှင်ရန်ကုန်မြို့အချက်ချာကြတဲ့နေရာမှာလည်းရှိရမို့လို့ဒါဒီဆာမှာတိတ်မဲ့ဆိုလို့ရှင်တော့ဒါတော်တော်လေးအဆင်ပြေလို့ပြောချင်ပါတယ်ပြီးတော့ဈေးလေးအနေနဲ့ဆိုလို့ရှင်လည်းဟိုဘက်ကဘိုကလေးဈေးလည်းရှိရယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှင်လည်း38လမ်းဈေးလည်းရှိသေးရယ်ပေါ့နော်ပြီးတော့စုလေးနဲ့လည်းနေတယ်ပြီးလို့ရှင်ဘိုကလေးဈေးကမုန်းပွင့်နဲ့လည်းနေတယ်ပြီးတော့ပက်ဆိုးတဲ့လည်းနေရခါကြတော့ဒါဘယ်လိုပဲတော်တော်ပေါ့နော်အရင်မဲ့အဆင်ပြေပါတယ်ရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆင်ပြေပြတဲ့နေလို့ရအောင်လို့ဥမာတို့ဗီဒီယိုကနေပြီးတော့အဆောင်တွေကိုလိုက်ပြီးတော့ရန်ကုန်တင်ဆက်ပေးနေရတာဖြစ်ပါရဲ့ရှင်အဆောင်ပိုင်းရှင်ရဲ့အနေနဲ့ကလည်းကိုယ့်ရဲ့အဆောင်တွေကိုကြောင်းရ ားခြင်းလဲဆိုလို့ရှိရင်ဟိုကတော့ဗီဒီယိုပိတ်ရှက်ချက်ဘောက်ဆိုလာပြီးဆက်သွယ်လို့ရပါတယ်ရှင်။အဲဆိုရင်ဒီနေ့ရဲ့ vlog ကကျလပ်ပါပဲ။